အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတဲ့တဲ့အားလုံးမင်္ဂလာပါဒါမနေ့ကတုန်းက Bayern Munich တဲ့ Arsenal တို့ဥရောပ Champion League ပွဲကြတာပေါ့လေအဲ့ပွဲမှာ Arsenal က၃ဂိုးတကိုးနဲ့နိုင်လိုက်တယ်ပထမပိုင်းကတော့တကိုးစီတီးပေါ့လေပြီးတော့မှဒုတိယပိုင်းမှာ Gabriel Martinelli နဲ့ Nonni Martinelli တွေပေါ့လေဒီစားဝင်တဲ့ကစားသမားတယောက်က Mikel Arteta အသင်းအတွက်တကိုးစီသွင်းပြီးတော့ Arsenal ကအဆုံးသတ်မှာ Bayern ကိုနိုင်လိုက်တယ် ိုင်မြူနစ်ဆိုတာကအာဆင်နယ်တို့ကဒီဘက်နောက်ပိုင်းချန်ပီယံလိဂ်တွေ့ကြတဲ့မှာအများတန်းခက်ခဲတဲ့အသင်းပဲပြီးခဲ့တဲ့တနေ့ချော quarter final တွေ့တယ်တပွဲတည်းတပွဲနိုင်တဲ့ Bayern semi final တက်သွားတယ်ဆိုတော့အဲ့ပွဲနဲ့ပတ်သက်လို့ရှုံးသွားတဲ့အချိန်မှာ Mikel Arteta ရဲ့အသင်းကိုတိတ်အဆမကြီးဒါက Bayern ကမှ Bayern အသင်းတာဝန်ရှိသူတွေရောနီးပြဖြစ်သူ Leipzig company နဲ့ Harry Kane လို့ပါတယ်ဒါ Harry Kane ကဘယ်တော့တိုင်ခင်တဲ့က Premier League ကအခုဆိုရင်ရမ်းပြင်းဖို့ကောင်းတာပေါ့လေအထူးပြင်း set piece အခြား ပုံမှန်မဟုတ်တဲ့နီလန်းတွေကနေခိုးတွေသွေးယူပြီးတော့ဒါပရီးမီးယားလိဂ်ကပွဲကြီးကအခုဆိုရင်လုံးဝပြင်းစရာကောင်းတဲ့ပြိုင်ပွဲဖြစ်ပြီးဆိုပြီးပွဲမဆခဲ့တာအာစနယ်ရဲ့ကစားပုံကိုသူကဝေဖန်လိုက်တကယ်တော့ဟာရီကိန်းကအာစနယ်နဲ့တွေ့တိုင်းကအငြင်းနဲ့ခိုးသွေးနေတဲ့သူပဲဆိုတော့သူကအဲ့ပွဲမှာဒီပွဲမှာလည်းအာစနယ်အသင်းကဒါသူ့ကိုလုံးဝကိုကွန်ထရိုးလုပ်သွားတယ်ဝီလျံဆလူပါယောကရှင်မိုစကာရာယောနှစ်ယောက်ဆုံးကဒါဟာရီကိန်းကိုပေါက်ကက်ထဲမှာထည့်သွားတယ်ဟာရီကိန်းကောင်းတောင်းရှားတယ်ဒါလည်းမဖြစ်ခဲ့ဘူး ဒါအာဆင်ကထိုတေဒိုမီနိတ်လုပ်သွားတယ်ဒီပြပိုင်းမှာဒါပေမဲ့ဟာရီကိန်းကမဖြစ်လဲဆိုဖြစ်နိုင်လို့ရှိရင်လည်းအာဆင်သင်းနဲ့နောက်တစ်ဆင့်မှာထပ်တွေ့ချင်တယ်ပေါ့လေအာဆင်သင်းကိုချက်ချင်းပြန်ကစားချင်တယ်ဖြစ်နိုင်ရင်အာဆင်နဲ့နောက်ဆင့်မှာထပ်တွေ့ချင်တယ်အဲ့ဒီချိန်မှာတော့ကျွန်တော်ကိုကောင်းနဲ့အသေးအသေးလေးနဲ့ကစားပြပြီးတော့အတိုင်းယူသွားချင်တယ်ဆိုပြီးပြောထားတယ်ပေါ့လေသူ့ဘက်ကကပ်ပြင်းကျဲနေရလေရှိတာပေါ့လေသူကဒါစပါ့စ်ကအမျိုးကပြိုင်ပက်အသင်းအာဆင်မျိုးကပြိုင်ပက်အသင်းမှာကစားခဲ့သူ ုံမှားဖြစ်လဲအာဆင်ကိုဒုက္ခပေးနေချာသူနဲ့ဆုံးကအမြဲတမ်းဒုက္ခပေးနေချာကဒီအခုဒါခုဒီခြေစွမ်းမပြနိုင်ရုံးကန်ရုံးကမကပွဲတွင်းမှာ hurricane ပါတယ်လို့တော့ကျွန်တော်ကောင်းကောင်းတော့မသိလိုက်ခါလေးနောက်တန်းဆင်းပေါ်လို့ယူလာတာလွယ် hurricane ကိုကျွန်တော်လုံးဝမတွေ့ကြောက်ပဲ oscar ရောဒီ arteta ရောကဒီ sorry saliba ရောကကောင်းကောင်းထိန်းသွားတာတော့အဲ့ပွဲပြီးမှပဲဒါ bayern munich ရဲ့ကိုယ်တော်မှာဘောင်းဝင်တော့ညာပါပြောလဲဆိုတော့ကျွန်တော်တဲ့ အာဆင်လိုမျိုးအတင်တသေးမှမတွေ့ဘူးပေါ့လေအထူးသဖြင့်တောင်းကန်ပေါ်ရတဲ့ခါမှာအရန် excited ဖြစ်ပြီးတော့ penalty ရတဲ့ပုံစံအတိုင်းကစားနေတဲ့အတင်ဒီတစ်ခါပဲတွေ့ဘူးတယ်ပေါ့လေဒီလိုအတင်မျိုးတစ်ခါမှလည်းမတွေ့ဘူးတစ်ခါမှလည်းမရှိခဲ့ဘူးဒီအတင်ကိုပထမဆုံးဒီလိုမျိုးတွေ့ဘူးတဲ့ခါပဲပေါ့လေဘာလို့ဆိုတော့အဲဒီတော့အာဆင်ကတောင်းကန်ပေါ်ဒီ every single set piece တောင်းကန်ပေါ်ဒီမှာ by minute ဘက်ကိုဟိုးသွားလူညီပါအချိန်ကြီးဖြစ်အောင်လုပ်ခဲ့တယ်ပြီးတော့အာဆင်ရဲ့အပွင့်ကိုကိုလည်းဒါဂျူလီယန်တင်ပါကခေါင်းကိုက်သွင်းတာမှာဆက်ပီးစ်ကပဲသူ့ကိုကြော်ပြီးထွက်သွားတာ သူ့နောက်မှာစစ်တင်းပန်းနေတယ်သူ့ကိုဖျက်ကျော်ထွက်သွားပြီးတော့မှသူခေါင်းတိုက်သွားချိန်မှာနော်ယာမပုတ်နိုင်ပဲနဲ့ကိုးပေးလိုက်ရတယ်နောက်တစ်ခုကဂါဘရီယယ်မာတီနယ်လီကနော်ယာကိုကြော်ပြီးကိုးသွင်းတဲ့ကိုးဆိုရင်သူနောက်ထပ်အပါတကြီးကျူးလွန်တယ် နော်ယာဟာကိုရီးယားတစ်လျှောက်လုံးမှာကြီးမားတဲ့အမှား10ကြိမ်ကျူးလွန်တဲ့ချန်ပီယံလိမှာအဲ့10ကြိမ်မှာ4ကြိမ်ဟာအမေရိကန်မှာယူတီကျူးလွန်တာကျွန်တော်မှတ်မှတ်ရရပိုလီဘီဂျူရူးခေါင်းတိုက်တဲ့တူးစီးနဲ့ကျွန်တော်အာဆန်အာဆန်တင်နိုင်သွားတဲ့အချိန်ပေါ့လေအတော့ဂျူရူးကိုနဲ့ဟက်တာပလာရင်အေးပြေးလိုက်တဲ့လုံကအိုစီးသွင်းတဲ့အလုံးပွဲတော့ကလည်းအိုက်တိုင်းမဲ့သူအဲ့လိုပဲထွက်ပုတ်ရင်းနဲ့ချော်သွားရင်းနဲ့မှာ ဂျူးကအတော့လက်နဲ့ပါဒီဖလက်ဖြစ်သွားတယ်အဲတော့တော့ VAR ပဲမရှိဘူးပေါ့လေအဲအဲ့မှာလည်းသူအမှားပေါ့လေသူကတော့ပြောတာပေါ့လေတောက်ကံပေါ်ရရင်အာဆင်နယ်ကအရန်စိတ်လုံရှားပြီးတော့ပန်တီရတဲ့အတိုင်းပဲစိတ်လုံရှားနေကြတယ်ဒီလိုသင်းမျိုးတစ်ခါမှမတွေ့ဘူးဆိုတော့သူကဒီဂိုးပေးလိုက်ရတာပေါ့တိတ်စားမကြည့်ဘူးနောက်မာတီနယ်လီဂိုးလည်းသူအမှားကြောင်ပေါ့လေဒီပြ VC ကွန်မြူနီကလည်းအာဆင်နယ်ပတ်သက်လို့ပေါ့လေဖြစ်နိုင်ရင်အာဆင်နယ်ချက်ချင်းပြန်ကစားချင်လိုက်တယ်နောက်တစ်ပတ်တောင်ပြန်ကစားချင်တယ်အမြန်ဆုံးပြန်ကစားချင်တယ်ဆိုပြီးသူကကြုံသွားထားတယ်ဆိုတော့ပြောချင်တာကမီကယ်အာတီတာရဲ့အသင်းဟာ တည်ကြတာတော့ improvement အများကြီးရှိလာပြီဆိုလေအသေးအသေးပဲပြောချင်တာဗျာကျွန်တော်တို့တော့မှတစ်ခါ Inter Milan ကိုကျွန်တော်မနစ်က1-0နဲ့ကျွန်တော်တို့ရှုံးသွားတယ်ဗျာ Arsenal အသင်းကအဲ့ဒီမှာကျွန်တော်ချက်ချင်းပဲဒုတိယကြိုးပြန်ကန်လိုက်ချင်တယ်ဆိုပြီးတသားသားနဲ့ဒေါသတနှုံနှုံနဲ့ဒေါသထွက်ခဲ့တဲ့ပုံစံမျိုးဖြစ်ခဲ့ဘူးလေအဲ့တော့ဆိုကျွန်တော်တို့ကတပွဲလုံးထိုးတဲ့ဒုံလေးလုတ်ပြီးတော့မှ Inter Milan ကဒီ penalty ရပြီးတော့နိုင်သွားတာဆိုတော့အခု ဒီပွဲကတော့ different ပါကျွန်တော် Arsenal သင်းကပိုကောင်းအောင်ကစားတယ်ဘိုင်ယန်ထက်ပိုလည်းကောင်းတယ်သူတို့ဒီအားဒီပထမဆုံးရှုံးပွဲတွေ့သွားတယ်ဒါပေမဲ့ Messi Company Hurricane နဲ့ Now Noya တို့က Arsenal ကိုလုံးဝကိုအစာမချေပဲနဲ့နောက်ထပ်တစ်ချိန်ထပ်တွေ့ချင်တယ်ဆိုပြီးပြောထားပါလေ Arsenal ပြည်သက်တွေဘယ်လိုမြင်ကြလဲနောက်ချိန်တွေ့ရင်ရော Arsenal ပဲအနိုင်ရအောင်ပါလား Bayern ပြန်နိုင်မလား Bayern က Arsenal ကိုအမြဲတမ်းအသာတည်ယူထားတယ်အသင်းတစ်သင်းနေမခံနိုင်ဘူးဆိုတဲ့သဘောတရားချက်ဘယ်လိုမြင်ကြလဲကိုမမဝင်အောင်မချက်ပြကြပါအောင်ကျေးဇူးတင်ပါတယ်